ဘုရားကုံကိုအာယုံပြုပြီးတော့နိုးလာတာလားတရားကုံကိုအာယုံပြုပြီးတော့နိုးလာတာလားတန်ခါကုံကိုအာယုံပြုပြီးတော့နိုးလာတာလားသို့မဟုတ်တတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့မေတ္တာစိတ်နဲ့နိုးလာတာလားသို့မဟုတ်နိုးလာလိုက်တာနဲ့မနေ့ကလှုပ်ထားတဲ့ကိစ္စတွေညကဖြစ်ဖြစ်တဲ့ကိစ္စတွေပေါ်မှာမကြင်မနှက်ဖြစ်ပြီးတော့နိုးလာတာလားကိုယ့်ကိုယ်ဆန်းစစ်ကြည့်သိတာပေါ့နော် ကိုယ့်ရဲ့အတွေ့အကြုံကကိုယ်ပိုင်သာကိုယ်သာသိနိုင်ဒီများသိလို့မရအဲ့တော့နိုးလာတဲ့အခါမှာလောဘဖြစ်တာလားဒေါသဖြစ်တာလားကိုယ့်ကိုစဉ်းစားကြည့်ကိုယ့်ဘဝကိုစစ်ဆေးအဲ့ဒါလို့စစ်ဆေးတဲ့အခါနိုးလာတဲ့အခါမှာကုသိုလ်စိတ်နဲ့စပြီးတော့ဒီတွေးတော့တာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့စတွေးတော့တာလားဆိုတာစဉ်းကျင်စဉ်းစားဖို့လိုတာဖြစ်ပေါ့အဲအကုသိုလ်စိတ်တွေနဲ့ လောဘနဲ့တွေးပြီးဆိုရင်လောဘနဲ့လောဘရှိတဲ့စကားမျိုးတွေပြောတော့မှာပဲလောဘနဲ့လုံးဆိုင်ရတွေလုံးတော့မှာဒါအတွေ့ရတယ်ဒေါသနဲ့တွေးမိသွားပြီးဆိုလို့ရှိရင်ဒေါသနဲ့ရှင်တဲ့စကားမျိုးပြောပြီးဒေါသနဲ့ရှင်တဲ့အလုပ်ကိုလုပ်တော့မှာဆက်ပြီးတော့အကုသိုလ်ကဆက်လိုက်လာတာနောက်ကအဲ့လိုမဟုတ်ပဲနဲ့မေတ္တာနဲ့တွေးလို့ရှိရင်တော့မေတ္တာပုံမိမှာပေါ့ အဲ့တော့အာလောဘနဲ့တွေးမိရင်တော့လည်းပဲလူရတန်းတာလုံးမိမှာပေါ့တခုခုအဲ့တော့ကိုယ့်ကိုယ်ကိုဆန်းစစ်ပြီးတော့ခြေတဲ့နေပေါ့နည်းနည်းမိုးတော့အလင်းရောက်လာတဲ့အခါမှာငါရဲ့ဘဝဟာငါရဲ့စိတ်ကုသိုလ်နဲ့စတာလားအကုသိုလ်နဲ့စတာဒါမစင်းသားပဲမနေနိုင်ဘူးပေါ့